ကိုဘက်ကဆွဲမှမြဲတဲ့လက်ကိုအခုချိန်ထိဆွဲထားနေတုံးပဲလားဗျ။တေးကြတာတခုကအဲ့လိုဆွဲထားတုံးပဲဆိုရင်တော့ဖောက်ပြန်ခံရဖို့တရားရကနှုံးတေးကြနေပါပြီဗျ။ဒီမှာညီလေးတယောက်ကကျွန်တော်ရဲ့မိမကဖောက်ပြန်သွားလို့ပါဆိုပြီးတော့ယင်ဖွေထားတာဖြစ်ပါတယ်။မိမဖြစ်တဲ့သူကစင်ကာပူနိုင်ငံမှာနေတာဖြစ်တယ်။သူကတော့မြန်မာနိုင်ငံမှာယူပြီးမှမိမဖြစ်တဲ့သူကစင်ကာပူနိုင်ငံကိုသွားလိုက်တာဖြစ်ပါတယ်တဲ့။အဲ့တော့ကျွန်တော်တို့အားလုံးအနေနဲ့ကဒီနေရာမှာအရေးကြီးဆုံးတော့အထူးတစ်ချက်က ကိုကအချစ်ဆိုတဲ့အရာဟာနှစ်ဦးနှစ်ဖက်စလုံးကဒီအချစ်ကိုလိုချင်နေမှဒါလင်အချစ်ကကျွန်တော်တို့ตายရတဲ့အိမ်တော်ကြီးတစ်ခုဖြစ်လာမှာဖြစ်ပါလေအဲ့တော့တယောက်တည်းပဲလိုချင်တတ်မှတ်နေတယ်ဆိုရင်တော့ဒါဟာကိုကတော့ချစ်ပြီးသူ့ဘက်ခြံကအချစ်စင်မဟုတ်ဘူးဆိုတာကိုနားလေလက်ခံရမှာဖြစ်ပါလေအဲ့တော့လွန်ခဲ့တဲ့၃လပိုင်းလောက်တည်းကတဲ့သူကွာရှင်းဖို့အတွက်ပြောပါလေဒါပေမဲ့ကျွန်တော်ကတော့အာဆွဲထားတာပေါ့နော်ဆွဲထားလို့ဒါမြဲနေခဲ့တာအခုချိန်မှာတော့သူက မိမဖြစ်တဲ့သူဟာတရားဝင်သူ့ရဲ့ Facebook ကောက်မှာနောက်ထပ်အကောင့်လေးတစ်ယောက်နဲ့အလေသွားတာတွေ post တွေတင်နေတာတွေတွေ့လိုက်ရပါတယ်အဲ့တော့ဒီလိုမျိုးဖြစ်လာတယ်ဆိုတာကအစအကလေးက तू ကကိုယ်ကိုမချစ်လို့ဖြစ်ပါတယ်အဲ့တော့အားလုံးပဲဖြစ်ဖြစ်ဒီနေရာမှာမိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့ချစ်သူတို့မဟုတ်ကိုယ့်ရဲ့အိမ်အောင်ဘက်ကအခုလိုမျိုးကျွန်တော်တို့အာဖောက်ပြန်နေဖို့အတွက်လမ်း စရောက်လာပြီဆိုတာကဘယ်ကနေစလာလဲကိုကိုစကားပြောရဲ့နေရာမှာစပြီးတော့မှကျွန်တော်တီးလို့ရတယ်ပြီးတော့အခုလိုမျိုးကွာရှင်းခွင့်တောင်းလာပြီဆိုရင်တော့ကိုကကွာရှင်းပေးလိုက်တာအကောင်းဆုံးပဲဖြစ်ပါတယ်ဘာကြောက်လဲဆိုတော့ကိုကပဲဆွဲထားနေရတယ်ဆိုရင်တော့သူတို့ကကိုကိုဘာမှအင်းမလို့အဲမလို့ပဲနဲ့တခြားတယောက်နဲ့ပျော်ပါနေတာကြီးကိုကိုကပြောမယ်ဆိုရင်ကြည်ပြီးတော့မှခံစားနေရလောက်အောင်ကိုကလည်း တန်ဖိုးမရှိတဲ့လူသားတယောက်မဟုတ်ပါဘူး။ကိုကလည်းတန်ဖိုးရှိတဲ့လူသားတွေက လူသားပဲ။သူတို့အတွက်သာအသုံးဝင်ပေမဲ့ကိုကိုတန်ဖိုးထားနေတဲ့မိဘတွေရှိမယ်၊ကိုရဲ့ဆွေမျိုးတွေရှိမယ်။အဲ့တော့ကျွန်တော်တို့အားပေးချင်ပါတယ်။ကျွန်တော်တို့အားပေးလိုက်ပါတယ်။ခါလည်းလမ်းခွဲပေးလိုက်ပါလို့သူကတခြားတယောက်ရှင်းနေပြီဖြစ်တဲ့အတွက်ကြောင့်ကိုကတော့ကွာချင်းစာချုပ်မှာလက်မှတ်ထိုးပလိုက်တာကောင်းပါတယ်လို့ဘာကြောင့်လဲဆိုတော့သူလည်းသူ့ဘဝနဲ့သူသွားတာပိုကောင်းပါတယ်။အဲ့တော့ကျွန်တော်တို့ဒီနေရာမှာအားလုံးကိုပြောချင်တာကတော့အချစ်ဆိုတဲ့အရာဟာလှုပ်ယူလို့မရတာဖြစ်တဲ့အတွက်ကြောင့် ကိုကိုမချစ်တော့တဲ့ဒူကိုကျွန်တော်တို့ဒီလုံးဝမဆွဲထားတာအကောင်းဆုံးပဲဖြစ်ပါတယ်ဆွဲထားရင်တော့အခုလိုပဲဖောက်ပြန်ခံရမှာဖြစ်ပါတယ်တကယ်တမ်းကျတော့မလုံတင့်ဘူးလို့ကျွန်တော်ကတော့မြင်ပါတယ်အဲတယောက်နဲ့တယောက်နဲ့ဟာချစ်လို့ယူထားတယ်ဒါပေမဲ့အများအားဖြင့်ကလည်းနိုင်ငံသားကိုတွားလိုက်တဲ့ဒူတော်တော်များများအနေနဲ့ကျွန်တော်တို့ဟာနိုင်ငံသားရောက်တဲ့အခါမှာကိုယ့်ရဲ့အိမ်တော်ပန်းနဲ့ကိုယ်ရဲ့နေတဲ့ဒီလိုမျိုးခံစားပြီးတော့မှအပြိုလူပြိုလူပြိုပြန်ပြီးတော့မှနောက်ထပ်အချစ်တက်တွေရှာဖွေနေခြင်းတွေကြားတဲ့သူတွေလည်းရှိပါတယ်လူတိုင်းတော့မဟုတ်ပေမဲ့ တချို့တတိတော့ရှိကြတာဖြစ်တဲ့အတွက်ကြောင့်အိမ်အောင်ရေးတစ်ခုကိုကျွန်တော်တို့ဒီအတူတူပေါင်းတင်းနေထိုင်ခြင်းဟာပိုကောင်းပါတယ်။ဘာကြောင့်လူတစ်ယောက်နဲ့တစ်ယောက်ကအိမ်အောင်ပြုတ်တယ်ဆိုပြီးတော့အာနေရောညရောနှစ်ယောက်စလုံးအတူတူရှိချင်လို့အိမ်အောင်ပြုတ်ကြတယ်ဟုတ်လားခင်ဗျ။အဲဒါကြောင့်မို့ဘယ်တော့မှကွဲပြီးတော့မနေကြပါနဲ့။နိုင်ငံတွေခွဲပြီးတချို့ဆိုမြန်မာနိုင်ငံချင်းချင်းထိုင်းနိုင်ငံချင်းချင်းတောင်မှအလုပ်တွေမတူလို့ခွဲပြီးတော့နေနေတာမျိုးကြီးတွေကလုံးဝမတင့်တော်ပါဘူးခင်ဗျ။ဟုတ်တယ်အဲဒါမျိုးကဖောက်ပြန်ဖို့အတွက်ပို့ပြီးတော့တောင်လွယ်ပါတယ်။ဘာကြောင့်လဲ အဲတအိမ်ထဲမှာအတူတူရှိနေပြီးတကယ်တမ်းမှာအိမ်နေတော်မှာဖုန်းထဲမှာဖောက်ပြန်ဖို့အတွက်လွယ်နေတဲ့ခေတ်ကြီးထဲမှာအခုလိုအိမ်တော်တစ်ခုကိုကျွန်တော်တို့အားလုံးနေနေကတော့လုံးဝလုံးဝဒီလိုမျိုးကျွန်တော်တို့ခွဲနေခြင်းအပိုလို့တော်မှာဖောက်ပြန်ဖို့အတွက်လမ်းများပါတယ်ဒါပေမဲ့လူတိုင်းတော့မဟုတ်ဘူးအခြေစားရတာကောင်းတဲ့သူတွေတော့ရှိကြပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အားလုံးနေနေကိုကိုကိုဒီနေ့တန်ဖိုးရှိအောင်စ조사လို့ရပါတယ်ဖောက်ပြန်ခံရပြီဆိုရင်ဝမ်းမနေပါနဲ့မကြည်ကွဲလိုက်ပါနဲ့ကိုကလည်းတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ပါတယ် ိုယ့်ရဲ့အချက်နဲ့ကိုယ့်ရဲ့ပေးတဲ့မေတ္တာနဲ့သူနဲ့မတန်လို့တာသူမရတာဖြစ်တယ်။ကိုကတကယ်စိတ်မှန်တဲ့သူကြောက်ဖြစ်နေဖို့ပဲအဓိကအရေးကြီးတာဖြစ်ပါလေဗျ။အဲ့တော့အားလုံးကိုဖောက်ပြန်မှုကင်းတဲ့အိမ်တော်ကြီးတွေလည်းဆုံတွေ့ချင်ပါတယ်။အဲ့တော့ကိုကိုမချစ်တဲ့သူတော့ကိုကလည်းဘာမှမချစ်ပေးနေပါနဲ့လို့အားပေးချင်ပါတယ်။အဲသူမသူပဲဖြစ်နေတယ်ဆိုရင်တော့ကိုကဖွဲမိလို့ပဲတသက်လုံးခံစားသွားရပါလိမ့်မယ်။အဲ့တော့မခံစားပါနဲ့ဘဝကိုရှေ့ဆက်ပြီးတော့ကိုကိုကိုတန်ဖိုးရှိစွာနဲ့ရဲရဲစွာဖြတ်တန်လိုက်ပါလို့ပြောချင်ပါတယ်။အဲ့တော့ဖောက်ပြန်မှုကင်းတဲ့ချစ်ချင်းတွေနဲ့တာ အချစ်စစ်အချစ်မှန်နဲ့တွေ့ကြပါစေလို့ဆုတောင်းပေးပါရစေဗျာ။